တာရတဲ့နေဖြစ်ကြပါစေလို့အားလုံးကိုနေဦးမြ channel ကနေမှတဖန်ပြန်လေးပြီးကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်ပထမအုပ်ဆုံးအနေနဲ့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ Play Do Queen in Art တရားလောက်နဲ့အခြေစိုက်ထားတဲ့ Play Do ခန်းကို Damha 6ကနေဦးဆောင်ပြီးတော့ KNU KNDO KNLA နဲ့ PDF တွေပူပေါင်းပြီးတိုက်ခိုက်ခဲ့တဲ့အခါမှာခွိ10កောင်ကတော့မတပေါ်သွားတယ်60ကတော့အញ្ញံခံလာခဲ့တယ်30ကတော့ထိုင်းဘက်ကိုထွက်ပြေးသွားတယ်ဆိုတော့သိရတယ်ပြီးတော့လဲအဲ့ထက်ကလက်နက်ခဲယက်တွေအများကြီးရရှိခဲ့တယ်ဒီစခန်းကို2020ခုမတ်လတုန်းကကျွန်တော်ဒေါ်လာရေးတွေတခါတိုက်ခိုက်သိမ်းပိုက်ပြီးသားဖြစ်တယ်အဲ့ဥစားကိုစစ်ခွေးတွေကတော့လေရင်နေနဲ့တာလွန် in အသုံးပြီးတော့ဒေါ်လာရေးတွေသိမ်းပိုက်ထားခဲ့တဲ့ အထက်ကတခါပြန်လဲပြီးတို့တိမ့်ပိုင်နိုင်ခဲ့တယ်။ဒါပေမဲ့အခုဒီမေလ23ရက်နေ့မှာတော့ကျောတို့တော်လာရဲတွေတခါပြန်လဲပြီးအပြစ်တက်တိမ့်ပိုင်နိုင်ခဲ့ပြီးနောက်တခါဆိုတော့ဘယ်တော့မှလည်းရှိတော့မှာမဟုတ်ဘူးเนาะ ဆိုတော့ဒီတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ကျမတို့မျိုးပြောချင်တယ်တခုကတော့ကျမတို့စစ်ခွေးတွေရဲ့စခန်းကိုအပြီးတိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့တဲ့အရာဖြစ်တယ်နောက်တစ်ခုကတော့နေဆက်ဒီမှာရှိတဲ့ခွေးစခန်းတွေကိုတိုက်ခိုက်ခြင်းအပြင်ခွေးတွေဒီမှာအထူးသဖြင့်စစ်စစ်နေတဲ့ငွေကြေးရဲကိုဖျက်တောက်နိုင်တယ်ဆိုတဲ့ဥစ္စာဖြစ်တယ်နေဆက်ကုံတွေရဲထက်ကနေဝန်လာတဲ့ပတ်စံဟာနိုင်ငံအသွေးထဲမှာရှားတဲ့ပတ်စံနဲ့ပုံများပြားတယ်ဒါကြောင့်နေဆက်စခန်းတစ်ခုကိုရရှိတိုင်းရရှိတိုင်းဟာစစ်ခွေးတွေရဲ့သွေးကြောတစ်ခုချင်းတစ်ခုချင်းကိုဖောက်ပစ်လိုက်တာနဲ့အတူတူ ူဖြစ်တယ်ဆိုတော့သူတို့စီမှာစစ်စစ်နေတဲ့ငွေကြေးရဲတွေဟာဒီထိုင်းနယ်စပ်တွေထဲကစစ်စစ်နေငွေတွေဟာအင်မတမများပြားတယ်ဒီလိုမျိုးနေဆက်တီမှာရှိတဲ့ခွေးစခန်းတွေကိုတိုက်ခိုက်တိမ့်ပိုက်ရရှိခြင်းဟာမြို့တစ်မြို့ကိုတိုက်ခိုက်တိမ့်ပိုက်တာတဲ့ပိုးပြင်းမှာအကျိုးရှိတယ် ။ဘာကြောင့်ကျွန်တော်အဲ့လိုပြောလဲဆိုလို့ရှိရင်မြို့ကိုတင်လိုက်တဲ့အခါမှာကျတော့ပြည်သူတွေလည်းအများကြီးဒုက္ခရောက်တယ်။စစ်ခွေးတွေကခွေးထဲမှာတောင်ခွေးယူဖြစ်တဲ့အတွက်ကြောင့်ပြည်သူတွေဒုက္ခအများကြီးရောက်တယ်။ဒါတွေဖြစ်တဲ့အတွက်ကြောင့်အခုနောက်ပိုင်းကျတော့တော်လိုင်းရဲတွေကမြို့တိုင်းတိုက်ပွဲကိုဆင်နွှဲတာတွေရှာပါလာတယ်။နေဆက်စခန်းတွေကိုတိုက်ခိုက်တိမ့်ပိုက်ချင်တာဖြစ်ကုန်တွယ်မှုတွေရပ်နာသွားတယ်စစ်ခွေးတွေပတ်စံမရှိလာဘူး။ စစ်ခွေးတွေအတွက်ဝင်ဝင်နေလာတဲ့အခါမှာလက်နဲ့ခဲရန်တွေအတွက်လည်းခက်ခဲဖြစ်လာသလိုစစ်ခွေးတွေရဲ့ရန်တရားတွေကိုရက်နာစေတဲ့အရာဖြစ်တဲ့နေဆက်မှာရှိတဲ့စစ်ခွေးစခန်းတစ်ခုကိုတိုက်ခိုက်တိမ့်ပိုက်ခြင်းအပြင်စစ်ခွေးတွေစီမှာစစ်စင်းနေတဲ့သွေးကြောတွေကိုဖြတ်တောက်တဲ့အရာတစ်ခုဖြစ်တယ်နေဆက်မှာရှိတဲ့စခန်းတွေကိုတိုက်ခိုက်တိမ့်ပိုက်ခြင်းဟာမြို့ရွာတွေမှာတိုက်ခိုက်တိမ့်ပိုက်ခြင်းထက်ပိုပြီးမှအကျိုးရှိတယ်ဆိုတဲ့အကြောင်းကိုပြောပြခြင်းနဲ့နော်ပြီးရင်နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ကျမအင်မတန်မှကြိုက်တဲ့သတင်းဖြစ်တဲ့ဒါကပါလေဆိုတော့ အခုမနေ့ကမေလ24ရက်နေ့တုန်းကမွန်ပြည်တပါတီနဲ့မွန်ပြည်လူမျိုးရဲ့တတ်တော်နှစ်ခုပေါင်းပြီးမှရမညမွန်တတ်တော်ဆိုပြီးမှထူထောင်လိုက်တယ်ဆိုတဲ့အကြောင်းသိရတယ်ဆိုတော့ရမညတတ်တော်ကိုတီထောင်ခဲ့တဲ့သူတို့မှရည်ရွယ်ချက်ရှိတယ်ဒါကဘာလဲဆိုတော့တစ်ချက်ကတော့စစ်အာဏာရှင်ကိုတိုက်ဖြတ်ရဲနေ့ချက်ကတော့တန်းတူအခွင့်ရဲနဲ့ကိုပိုင်အုပ်ချုပ်ရဲကိုအပြစ်ဝရရှိနိုင်ဖို့ဆိုပြီးမှရည်ရွယ်ချက်နဲ့လှုပ်ဆောင်တာဖြစ်တယ်ကျွန်တော်မြန်မာနိုင်ငံမှာ ပြည်နယ်နဲ့တိုင်းရှိတယ်ဆိုတော့အားလုံးဟာတရားဒီဖြစ်တယ်မြန်မာနိုင်ငံမှာဘိုးဘဲစင်ဆက်ကနေမှမွေးပွားပြီးရှိနေတဲ့ကျွန်တော်တိုင်းရင်းသားတွေအားလုံးဟာကိုယ်နေရာနဲ့ကိုယ်နေပြီးမှကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ပျော့ပျော့ရွှွှေရွှေနေရမှာဖြစ်တယ်ဒါပေမဲ့ငါပဲနင့်တို့ကိုနှုတ်ချုပ်မယ်နင့်တို့ကငါစကားကိုနားထောင်ဆိုတဲ့လူမျိုးကြီးဝါဒတွေစိုးမိုးလာခဲ့တဲ့အတွက်ကြောင့်ကျွန်တော်မြန်မာနိုင်ငံဟာစစ်ဖြစ်ရတာဖြစ်တယ်ဆိုတော့ဒီဥစ္စာကိုကျွန်မဆက်မပြောခင်မှာကျွန်တော်ဗီဒီယိုတစ်ပုဒ်ကိုနားထောင်ကြည့်ရအောင်ခဏမ50ဒီသူတို့အမေပိုင်တဲ့အတွက် အောင်ဆန်းစုကြည်တယောက်တည်းပိုင်လို့မရဘူးတဖေတဲ့တမေတဲ့ကဟိုတဲ့ဟိုဟာပြုတ်လို့မွေးလာမောင်မနှစ်ယောက်ပဲကြံ့နေအဲ့နှစ်ယောက်ကအခုအသက်80နဲ့80ကြားရှိရနေ့ဒီမျက်နှာရှိတိုင်းလို့မရဘူးစကားပြောလို့မရဘူးဒီဟာမကြီးနဲ့ဒီဟာကြီးနဲ့ဒါလို့ဖြစ်တိုင်းမီ꿰သွားတာမိစ္ဆာမကြီးရောက်လာတယ်ကွဲတာ꿰တာပြေးတာမိသားစုတွေမောင်နှမတွေတာမီအိုးမိုင်ကောရက်ွက်တွေမြို့နယ်တွေတိုင်းကြီး꿰တာဆိုတာရနေ့ဒီ꿰မိစ္ဆာမကြီးပဲအခုသူ့အကူကပြောတယ် 我呢边地，我那边活的了，地里了，都那不看那用的。毛主席呢，毛主席在那没得地，地代币嘛，土娃子啊，有土娃子的。代币有大家撇家，你没啥嘛，有毛主席那信赖。我有代币啊，家家都喜欢么？啊，我爱这个，不像表来说，用呢用呢，啥手的，亏起半天用那个奥桑手机，俺老用过了。旁边人说，有有地我没领啊，别当回事，代币有领啊。 ဆိုတော့အခုဒီဗီဒီယိုထဲမှာဒီခွေးကဘာလဲဘဲကလဲဆိုတာတော့ကျွန်မမသိဘူး။သူပြောတဲ့အစကားကိုလည်းကျွန်မမကြားခဲ့ဘူး။ဒါပေမဲ့အခုဒီခွေးဟောင်းသွားတဲ့စကားနဲ့ပတ်သက်ပြီးတော့ဒေါ်အောင်ဆန်းစုကြည်နေထိုင်တဲ့အင်ချန်နာမ90လေးကိုတော့အထူးအထွေရန်ကြီးမပြောချင်ဘူး။ တော်အောင်ဆန်းစုကြည်လည်းမကြခင်မှာအသက်80နှစ်ပြည့်တော်မှာဖြစ်တယ်။တက်ကြီးတဲ့မောင်နှမနှစ်ယောက်ကြားထဲမှာဒီလိုဖြစ်တာကတော့ခဏတုန်းကဒီခွေးပြောသွားတာတော့အောင်ဆန်းဦးကတော်အောင်ဆန်းစုကြည်အိမ်ဒီကိုဟိုပြင်ဒီပြင်လောက်တာကိုကြည်လို့မရဘူးလို့ပြောတယ်။ ဒါကတော့အောစရာကောင်းတယ်ဒီအိမ်ကိုတော့အောင်ဆန်းစုကြည်ရဲ့တားဒီဟာအမွေခံမှာမဟုတ်ဘူးလို့ကျမထင်တယ်နော်တချိန်ချိန်ကြာလို့ရှင်ဒီအိမ်ဟာလွတ်လပ်ရဖက်ခင်ရဲ့အိမ်အဖြစ်ပြတ်တိုက်ဖြစ်လာမယ်လို့တော့ကျမယုံကြည်တယ်ဆိုတော့ပြတ်တိုက်မရောက်ခင်မှာဒီအိမ်ကိုပြုတ်ပြင်းပြင်းမှနေတာကမကောင်းဘူးလားနော်လူဆိုတာဟာ ကောင်းတဲ့မျက်စိနဲ့မြင်လို့ရှင်အော်ငါညီမသူနေတဲ့ခါမှာအဖေမင်းနေခဲ့တဲ့ဒီအိမ်ကိုသူကပြုတ်ပြင်းနေတာပဲဆိုတဲ့စိတ်နဲ့ကျေးဇူးတောင်တင်ရမယ်မပြုတ်ပြင်းဘူးဆိုလို့ရှင်တော့เนาะဟာသူကတော့နေပြီးမှမပြုတ်ပြင်းဘူးဆိုတဲ့စိတ်ကဒေါရထွက်တယ်လို့နားလေလို့ရပေမဲ့ပြုတ်ပြင်းတာကိုကြည့်လို့မရဘူးဆိုတာတော့အောင်ဆန်းဦးရဲ့မျက်လွားထဲမှာဘာများမြင်နေတယ်လဲဆိုတာပဲ အော်ဆက်ရှိတယ်။ခြံမ45နဲ့ပတ်သက်ပြီးတော့လွန်ခဲ့တဲ့အချိန်မှလည်းကျွန်မပြောပြီးပြီဆိုတော့တိတ်မပြောချင်ဘူး။အခုပြောချင်တာဟာဒီခွေးဟောင်းသွားတဲ့ theme တော့အောင်ဆန်းစုကြည်မြန်မာနိုင်ငံကိုဒီမိစ္ဆာမလို့ပြောတယ်နော်။ဒီမိစ္ဆာမရောက်လာမှပဲမြန်မာနိုင်ငံမှာ မိသားစုဒီရက်ွက်ဒီအိမ်ထောင်ဒီနော်မြို့ရွာဒီတိုင်းပြည်ဒီအကွက်ကွဲပြပြဖြစ်တာဒီနေ့ဒီအချိန်ထိဖြစ်တယ်လို့ပြောတဲ့အခါမှာဒေါ်အောင်ဆန်းစုကြည်ဟာ1988မှာရောက်လာခဲ့တယ်ဆိုတော့သူမရောက်လာခင်မှာမြန်မာနိုင်ငံကငြိမ်းချမ်းနေတဲ့နိုင်ငံလား ဒေါအောင်ဆန်းစုကြည်မရောက်လာခင်မှာတပိတ်မောက်တာကြီးလည်းမရှိခဲ့ဘူးမြန်မာနိုင်ငံဟာအင်မတန်မှအေးချမ်းနေတဲ့အချိန်ဖြစ်သလားဒေါအောင်ဆန်းစုကြည်ရောက်လာတဲ့အချိန်ကျမှပဲမြန်မာနိုင်ငံမှာလက်နက်ကင်တိုင်ရင်သားဆိုတာဒီနော်တပိတ်မောက်တာကြီးပေါ်ပေါက်လာခဲ့တာလားဒါကိုနင့်မစင်စားတတ်ဘူးလားဘယ်လိုမျိုးမိဘတွေကမွေးလာတယ်လဲဆိုတာတော့မသိဘူးဒီခွေးလား 那说了，唐山书记他趟过也确实心满面满的，俺过要来看的。哎，阿奇没登看，不叫唐山第一趟看的，那么多哈。比方像我高官破缩兵马，当年打的阿龙家刘备，那么多天嘛，饱温兵马，那俺也是一天嘛，饱温比汤少家的。大妹妹，刘苗姐，我大哥干脆的。 စစ်အာဏာရှင်ဆိုတဲ့ခွေးတွေပေါ်ပေါက်လာခဲ့တဲ့အချိန်မှာတော့ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့တဲ့တမတော်ဟာပြိုကွဲသွားပြီတမတော်ပြိုကွဲသွားပြီတဲ့နောက်ပိုင်းမှာလူပမာတိုင်းရင်သားကလွဲရင်ကျန်တဲ့တိုင်းရင်သားတွေနဲ့အတူအသေးသောတိုင်းရင်သားလူမျိုးတွေလည်းကိုယ့်ရဲ့လွတ်လပ်ရေးအတွက်ဆိုပြီးမှလက်နက်ကင်လာခဲ့ပြီပြီးတော့တပိတ်ဆိုတာလည်းကျမတို့မောက်ခဲ့ပြီ နော်အမျိုးမျိုးကြောတော့မြန်မာနိုင်ငံမှာရှုပ်ရှက်ခတ်နေတဲ့အချိန်ဖြစ်တယ်။ဒေါအောင်ဆန်းစုကြည်ရောက်လာတဲ့အခါမှာလည်း88အရေးခင်တာဖြစ်ပေါ်နေပြီ။ဒါကြောင့်မို့ပဲဒေါအောင်ဆန်းစုကြည်ဟာ LLD ဆိုတဲ့ပါတီကိုတည်ထောင်ပြီးတော့မြန်မာနိုင်ငံကိုပြန်လည်ပြီးတော့နိုင်ငံရေးထဲမှာပါဝင်လာပြီးမှနိုင်ငံအတွက်ကောင်းတဲ့အရာကိုလှုပ်ဆောင်မယ်ဆိုပြီးမှပါဝင်လာခဲ့တာ။ တောင်ဆန်းစုကြည်ရောက်လာမှပဲမိသားစုရက်ွက်မြို့ရွာတွေအားလုံးတိုင်းပြည်တည်ဒီနေ့ဒီအချိန်ထိပြိုကွဲနေတယ်ဆိုတာဟာဒီလူဟာသမင်းစားသလားဒါမှမဟုတ်သူများစားပြီးသားဖြစ်တဲ့အစာချေထားပြီးသားအဖတ်ကိုစားသလားဆိုတာတော့ စဉ်းစားရမယ်ပြီးတော့ဘာကြောင့်သူကတော့အောင်ဆန်းစုကြည်ကိုဒီလိုပြောရတယ်လဲဆိုတော့တော့အောင်ဆန်းစုကြည်ကိုယွန်းလို့တဲ့သူယွန်းတာကိုယွန်းလို့ရပါတယ်လူတိုင်းမှာကြိုက်ခွင့်နဲ့မကြိုက်ခွင့်ရှိပါတယ်သူမကြိုက်တာနဲ့တော့အောင်ဆန်းစုကြည်ကိုဒီလိုညှောက်ထိုးဆရာလာပြီးတော့တော့အောင်ဆန်းစုကြည်ကိုနင်တို့ရှင်းပြရမယ်မရှင်းဘူးဆိုလို့ရှိရင်မြန်မာနိုင်ငံဟာမလွယ်ဘူးလို့သူပြောတယ်ဆိုတော့ဒီလိုဟာဘယ်လူလဲနော်ခွေးတွေတက်ပို့ဆိုးနေတဲ့ ခဏတော့ကပြောလို့သမင်းမဟုတ်ဘဲနဲ့သူများစားထားပြီးတာသမင်းအစာခြေပြီးတာအဖက်ကိုသူစားသလားဆိုတော့တော့စဉ်းစားရမယ်ပြီးတော့နောက်တစ်ခုကတော့နော်သူသူဦးသူရောက်ကိုလိန်တာကိစ္စမရှိဘူးမြန်မာပြည်တပည်ကြီးကိုလိန်တယ်လို့ပြောတယ်ဆိုတော့တော်အောင်ဆတ်စုကြည်ဟာမြန်မာနိုင်ငံဘသူကိုမှမလိန်ခဲ့ဘူးနော်တနိုင်ငံလုံးကိုပတ်ပြမလိန်တယ်လို့ပြောရအောင်မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုတွေကအုံအောင်မရှိတာလား 到鞍山书记零年二十个看下老啊，第二抓到百度的啊，欧娜没死的啦，的确，老都苦改咯，零年老不要来看嘛，零年都嘛变不西不，用年六个变西了，喏，所以到鞍山书记个不老被零零，到鞍山书记是搞个俺们用人，俺个零路么亚不，俺嘞用气路，俺嘞用电的路，铁路用开了。 တောင်ဆဆုကျင်နဲ့မဆိုင်ဘူးယုံတဲ့သူပေါ်မှာအပြစ်ရှိတာဆိုတော့တနိုင်ငံလုံးကိုပတ်ပြင်းမှ လိန်တဲ့အခါမှာတနိုင်ငံလုံးကသူ့ကိုဒီလူလိန်တာကကောင်းပါတယ်ဆိုပြင်းမှလက်ခံရင်အားလုံးကကျေနပ်လို့လက်ခံတာနော်ဆိုတော့တောင်ဆဆုကျင်နင်းကတနိုင်ငံလုံးကိုလိန်တယ်နင်းကိုလူဒီကယုံကြတယ်နင်းကြောင့်ဒီလူလီကနင်းရဲ့နောက်ကိုလိုက်တယ်သူ့ကိုပြစ်ပြောလို့မရဘူး နောက်ကိုလိုက်ချင်တဲ့သူတွေအလိန်ခံချင်တဲ့သူတွေကသဘောမတူဘဲနဲ့သူ့ရဲ့နောက်ကိုလိုက်ဖွင့်တော့သူဆွဲလို့မရဘူးဒီလောက်တောင်အသွေးတိမ်တဲ့ဒီခွေးဘယ်မှာနေတယ်လဲမသိဘူးပြီးတော့ခွေးမစင်ထက်ပုံမှယူနေလို့ပြောရအောင်သူကနင့်ကိုဘာလာလုတ်ခဲ့တယ်လဲသူကနင့်ကိုဘာလာလုတ်တယ်လဲအောင်ဆောက်ဦးကနင့်ကိုပတ်စံပေးထားလို့နင့်ရဲ့ဒီစကားကိုပြောတာလားနော်တောင်ဆောက်စုကြည်မြန်မာနိုင်ငံကို88မှာရောက်လာခဲ့တယ်ဆိုတော့ကျတော့တော်လာရေးရောက်လာခဲ့တာဒီ နှစ်90နှစ်ပါရောက်လာပြီဘေးချိန်ကမြန်မာနိုင်ငံမှာဒေါ်လာရေးတွေစလာခဲ့တယ်ဘာကြောင့်ဒေါ်လာရေးတွေစလာခဲ့တယ်ဆိုတာနင်တို့မသိဘူးလားဘာကြောင့်မို့ဒေါ်လာရေးတွေဖြစ်ပေါ်လာတယ်လဲဆိုတာနင်မစဉ်းစားမိဘူးလားဒီနေ့တခါပြန်ပြမအောင်စားဥကိုပြစ်ပြောချင်တာဟာဒီလိုမျိုးကို့နမကိုရိုင်းဆိုင်အောင်ပြောတာနင်လိုမျိုးအမွေးအကုန်ဖြူပဲမဲ့အုံနောက်မရှိတဲ့အကိုကြောင့်ဖြစ်တယ်နော် ပြီးနောက်တစ်ခုကဒေါ်အောင်ဆန်းစုကြည်ကိုမိစ္ဆာမလို့ပြောတယ်ဒေါ်အောင်ဆန်းစုကြည်ကိုရှင်းလိုက်ရမယ်လို့ပြောလိုက်တဲ့ဒီခွေးဟာမကြခင်နဲ့အရှင်းခံရမယ်စကားပြောတာကိုကြည့်သူကသူကတော့ယောက်ျားလို့ပြောမှာပဲเนาะယောက်ျားလို့တော့မမြင်ဘူးမိမထဲမှာတောင်မှအစ်စ်မရှိတဲ့မိမပါဆက်လို့ပဲเนาะဟာမြို့ရွာတွေလဲကွဲတယ်ဟိုမှာလဲကွဲတယ်ဒီမကွဲတယ်ဟာအတိုင်းပြည်တွေကွဲတယ်ဒီနေ့ကွဲသူပြောလိုက်တဲ့စကား အဲ့တခုရဲ့နောက်တခုကတော့အောင်ဆန်းစုကြည်ကိုနော်ဒီမိတ်ဆာမကိုယူနာယူနာယူနာအဲ့လိုမျိုးပြောတာကလမ်းဘေးကအထာဖြစ်တယ်ယူနာယူနာယူနာတဲ့အဲ့လိုမျိုးပြောတာကကျွတ်တော့မပြောတတ်ဘူးနော်လမ်းဘေးကအထာနဲ့သူများကိုလမ်းမတိုက်ခိုင်းနဲ့ခွေးနဲ့တက်ဆိုင်တဲ့သူအလုံးဟာလမ်းဘေးအကျင့်စာတဲ့တာနဲ့တူလမ်းဘေးအဆင့်မရှိတဲ့ဆိုတဲ့အကြောင်းပြောပြချင်တယ်နော် ဆိုတော့အခုကျွန်တော်တို့နောက်သတင်းတစ်ပုဒ်အနေနဲ့ဗီဒီယိုတူတူလေးကို select ပြီးကြည့်ရအောင်ပြင်မှာတည်းမှာကိုကပါနေပြီဆိုရင်ကိုသတိထားကြတာကောင်းပါတယ်ဒီကောင်တွေကသူတို့လုလိုက်ရင်သူတို့အတွက်ကောင်းတယ်လို့သူတို့ကိုသူတို့ဒီလုလိုက်သူတို့နိုင်တယ်လို့ထင်သွားရင်ဒါနိုင်တာမဟုတ်ဘူးဆိုတော့သူမသိဘူးသူတို့မှာအဲ့လောက်တွင်းနေတဲ့အတွေ့အကြုံရှိကြအောင်လုံချန်သက်ဖဲ့ဒီမှာတွေကသူတို့ဒီလိုပြစ်တက်လိုက်တဲ့အတွက်သူတို့ပြောတဲ့ဒေါ်လာရေးလို့နောက်မျိုးပြအုပ်ချုပ်ရေးလို့အောင်မြင်သွားပြီလို့သူတို့ထင်တာအဲ့လိုလုလာခဲ့တာ၄နှစ်ကျော်သွားပြီ သူတို့လုံချံတက်ဖြတ်ခဲ့တဲ့လူတွေကတည်တဲ့လူတွေတေကုန်ကြပြီနောက်ဘဝတွေလည်းကူးတယ်ကူးကုန်ကြပြီလူဘဝပြောင်းဝင်သားတွေလည်းဝင်သားကုန်တော့ပြီဒါပေမဲ့သူတို့ပြောတဲ့တော်လန်ရေးတို့သူတို့ပြောတဲ့အောင်မြင်ရေးမဖြစ်သွားဘူးဆိုတော့သူတို့ကူးတီသူတို့နားမလည်ကြသေးဘူးအနောက်ရှက်ပေးတဲ့အဆင့်တန်းပဲရှိသူတို့ကသူတို့အကြံပတ်တမဖြစ်မှမသိဖြစ်နေတာကိုတို့သတိမထားမိကြဘူးကိုဟိုလုံချွေးတက်ဖို့ကနေလဲကူဆိုရင်ပိုက်စိတ်တက်ရှာဖို့ဘူးတွေလုံနေပြီ PDF အဖွဲ့ကတို့ရဲ့မီဒီယာတွေမှာတို့ပြန်ပြောနေအာစိတ်ပူစရာမလိုပါဘူးပြည်သူတွေတို့တော့မစိုးရိမ်ပါနဲ့လို့ CCTV မှာတိုင်းထွက်တာလည်းတို့ဘီးမဆိုင်ပါဘူးတို့အေးဆေးပါပေါ့တို့မီဒီယာတွေစင်တို့ပြောတယ် ျွန်တော်ပုံစံလေးပြောရရင်ရန်ကုန်မှာနေတဲ့ပြည်သူလူထု9000တောင်ရှိတယ်ပြည်သူလူထုကသူတို့တဲ့စိတ်ပူတယ်9000ယောက်ပြည့်ချင်မှပြည်တယ်သူတို့မိမတွေပင်လင်းသူတို့တဲ့စိတ်ပူပြည့်ချင်မှပြည်တော့ဘာလို့ဒီကောင်လေးသေးလေးအေးတာပဲဘာမှမထူးဆိုကုန်တယ်ဖြစ်သွားမှာဒီရန်ကုန်မှာနေတဲ့လူ9000ယောက်ရှိတဲ့အေးချမ်းတာပဲနေကျွန်တော်တို့ဖြစ်ခတ်တန်းနေတိုက်ခိုက်တန်းနေဘာတန်းညာဘာအကြချင်တာမဟုတ်ဘူးရန်ကုန်ကလူတွေအခုဒီတလောကတော့ခွေးတွေလောင်တာအတော်လေးများတယ်လေရင်ပြတ်ကျလို့လောင်တာကတမျိုးနေရတကမှာစခန်းတွေကုန်လို့လောင်နေကြတာကတမျိုးခွေးကောင်းဆောင်တွေငိမ့်တာတွေမငိမ့်တာတွေတေလို့လောင်ရတာတမျိုးဟာ သူတို့မှလည်းလောင်မျိုးစုံနဲ့လောင်နေကြတယ်ဆိုတော့အခုဒီထဲမှာလည်းပြောတာကတော့တမိုးလို့ခေါ်တာပဲပေါ့နော်တမိုးပဲဖြစ်စကူမိုးပဲဖြစ်ဖြစ်ကိစ္စမရှိဘူးအားလုံးကခွေးတောက်တိုင်မှန်သမျှကိုရှင်းရမှာကကျတို့ရဲ့တာဝန်ဖြစ်တယ်ဆိုတော့ဒီထဲမှာနစင်ခန်ကျွန်းဘောငုံကျော်မျိုးမျိုးပါပြောသွားလေဆိုတဲ့အခါမှာကျတို့ကြားရတဲ့အတိုင်းပဲတစ်ကတော့တော်လန်ရဲတွေရဲ့ပြစ်မှတ်ဖြစ်တဲ့သူတွေကအသွားအလာဆင်ခြင်ကြပါတဲ့ဒါမှန်တယ်နင်းတို့ဆင်ခြင်ကြငို့တို့ကြီးလဲ အချိန်ကုန်တယ်နော်အခုစိုးဝင်ရန်ကုန်ကိုလာတဲ့အဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုးလောက်တာသူ့ရန်တော့ကနေဆိုတော့ तू ပြောသွားတဲ့စကားနောက်ဆုံးကနေပြောမယ်ဆိုလို့ရှိရင်တနတ်ကိုင်းတဲ့ तू ကတနတ်နဲ့ဆုံးတယ်လို့ပြောတယ်လို့တာမန်နေလေဒါကြောင့်မို့ပဲအခုသူ့ကိုတနတ်နဲ့ပဲအဆုံးတတ်ပစ်လိုက်တာချူထွန်းအောင်ကတော့တခုကောင်းသွားတာဗာလေဆိုတော့ तू မသေးခင် तू ဆွန်းပေးနိုင်ခဲ့တယ်တချို့ကြတော့ तू ကဖုန်းကြီးကိုဆွန်းလောင်းနေတဲ့အချိန်မှာ တ်လိုက်တယ်လို့ပြောတယ်တချို့ကျတော့သူကတရက်တီးတွေကောက်ပြီးမှသူများတွေကိုတရက်တီးတွေလိုက်ဝေနေတဲ့အချိန်မှာသူ့ကိုဒီလိုမျိုးတနတ်တဲ့ပြစ်တက်လိုက်တယ်လို့ပြောတာဘယ်အချိန်မှာပဲတက်လိုက်တက်လိုက်သူကတော့တခုကောင်းသွားတော့သူမတဲခင်သူ့ဆွန်းအလူကိုလှုပ်ပြီးမှသူတဲသွားတယ်ဆိုတာပဲเนาะဒါကောင်းပါတယ်ဆိုတော့ဒီနေ့ကျွတ်တော်လာရဲ့ဒီကတော့เนาะဒီလိုမျိုးလိုက်တတ်တဲ့ဥစ္စာကျွတ်ရရဲ့တော်လာရဲ့အောင်မြင်မယ်လို့ထင်လို့လိုက်လို့နေတယ်လို့ပြောတယ်။ထင်တာမဟုတ်ဘူးဟုတ်လေဟုတ်နေလို့ဒီနေ့ကျွတ်တော်နေရာတကာမှာစိုးမိုးနေတယ်လေ။ အစိုးရရုံးဆိုပြမှာကျတော့မဖွင့်နိုင်ပေမဲ့နေရတကာမှာကျတော့ရှိနေလို့ပဲနင့်တို့နစင်ခန့်ကျွန်းဘောငုံဒီတောင်မှအခုဘယ်နေရာသွားနိုင်တယ်လဲအခုဇိုးဝင်းနေရန်ကုန်ရောက်တာတိုးတိုးတိတ်တိတ်နဲ့သွားလိုက်ကြတယ်နင့်တို့မှာဘယ်မှာလွတ်လပ်မှုရှိတယ်လဲပြီးတော့အခုကျမတို့တော်လန်ရဲတွေတက်လိုက်ပြီးတေသွားတဲ့လူတွေကဘဝတောင်မှပြောင်းသွားပြီးတချို့ကျတော့လူပြန်ဖြစ်တယ်တဲ့ကျမမထင်ဘူးနင့်တို့ခွေးတွေတဲပြီးမှနောက်ဘဝကိုပြန်ဝင်စားရင်တောင်နင့်တို့ကဟိုချီပူထူး အကောင်ဖြစ်မှာနွားချီပူထူအကောင်ဖြစ်မှာနင်းတို့မှာမြေကြီးမှာတောင်မဟုတ်ဘူးနွားချီတွေမှာနေတဲ့ပူထူပဲနင်းတို့ဘဝအဲ့ဘက်ကိုပြောင်းသွားမှာအခုငါတို့၄နှစ်ရှိသွားပြီ၄နှစ်ထဲမှာနင်းတို့ခွေးတွေဘလောက်ဘဝပြောင်းသွားပြီလဲဆိုတာတော့နင်းတို့ပိုသိပါတယ်ငါပြောချင်မလို့ပါဘူး နော်အခုဒီလိုမျိုးတက်ဖြတ်တဲ့ဥစ္စာကတော်လန်ရဲကိုအောင်မြင်တာမဟုတ်ဘူးဆိုတာကျွားတို့ဆီမှာစဉ်းစားနိုင်တဲ့ညာမရှိဘူးတဲ့တော်သေးတယ်ငါတို့မှညာမရှိလို့စစ်ခွေးတွေကိုကိုလုတ်တဲ့ဘုံနဲ့နင်းတို့ကိုတိုက်ခိုက်နေတယ်ဆိုတာနော်တကယ်လို့ဒါလေသူတို့မှအုံနောက်တာရှိခဲ့တယ်ဆိုလို့ရှိရင်တော့မလွယ်ဘူးမရှိတာတောင်မှဒီလောက်ထိနင်းတို့ကိုကျိန်နိုင်တာတော်တလားမမင်းနဲ့ပြီးလို့ရှိရင်ကျွားတို့ရဲ့အစင်တန်းကအောက်တန်းစာအစင်တန်းပဲရှိတယ်လို့ပြောတယ်ဆိုတော့အရာအောက်တန်းစာလို့ပြောတဲ့သူတွေနင်းတို့ဘယ်အစ်မှရှိသလား ပြီးတော့ငါတို့ကကိုကိုကိုအကျန်းဖက်မှမသိဘူးလို့ပြောရအောင်နင်တို့ကိုနင်တို့တောင်မှအကျန်းဖက်လို့နင်တို့သိသလားအခုမြန်မာနိုင်ငံတနိုင်ငံလုံးမှာပတ်ပြင်းမှနင်တို့လေရင်နဲ့ဘုံကျဲတယ်ယွာတွေကိုမြီးရှို့တယ်မိန်ကလေးတွေတွေ့လို့ရှိရင်မဒိန်ကျင့်တယ်နင်တို့လောက်ဆိုးသွမ်းတဲ့တရစ်ဆန်နေအခုသိုးဝင်းနဲ့သူ့ရဲ့ခွေးတရိုက်ကတော့ PDF နဲ့ရောက်ကိုအရန်တော့ကနေပေါ့နော်သူတို့ကိုအရေးတောင်မှချွတ်ချင်လောက်အောင်တလောက်တော့ကနေတဲ့အရေးခွန်ချွတ်တယ်မချွတ်တယ်တော့နားမလဲဘူး ဒီနေ့နင်းတို့ရဲ့ချင်းကြောက်တန်တွေကိုသာကြောက်နေတယ်ဆိုလို့ရှင်ဒီနေ့ကျတော့လက်နဲ့ကင်ပြီးတော်လာမနေဘူးဒီနေ့နင်းတို့ကိုငါတို့မကြောက်လို့တော်လာနေတယ်နင်းတို့ကိုမကြောက်လို့ဟောမှာ PDF တယောက်မောင်းပြီးတိုးတိုးလေးနေပဲနင်းတို့ကိုလာတတ်သွားတာတွေ့လားနင်းတို့လိုမျိုးကြီးကမပြောနဲ့အရေခွန်ကတဲ့အင်ဂျင်လက်ရှဲတောင်မဝုတ်ပဲနဲ့နင်းတို့ကိုတတ်သိရှိလို့လာချသွားတယ်ဟုတ်ပြီနော်ပြရခုရှာဖွေနေတယ်ရန်ကုန်မှာထိုင်ပြီးမှနင်းတို့စောင့်နေမဲလို့ထင်တယ်လားချွတ်ချွန်းအောင်ကိုတတ်ပြီးတော့ ် PDF တွေကသူတို့ရဲ့နေရာသူတို့ရောက်သွားပြီအခုနင်းတို့ဘလို့သွားရှာမလဲဒါပေမဲ့တခုပဲတတိပေးလိုက်မယ်ချွထွန်းအောင်ကိုဘသူတတ်တယ်လဲအဲ့တတ်တဲ့လူကိုပဲလိုက်ရှာပြီးပါတတ်လိုက်ကိစ္စမရှိဘူးနော်မဆိုင်တဲ့သူတွေကိုကျတော့မတတ်ကြပါနဲ့မဆိုင်တဲ့လူတော့မထိကြပါနဲ့နင်းတို့ထင်ညာဆိုင်တဲ့အလုပ်တွေတော့နင်းတို့လုံးဝမလုပ်ကြပါနဲ့လို့ပြောချင်တယ်ဒီ PDF နှစ်ယောက်ကတော့မီဒီယာမှာပြောခဲ့တယ်လေဆိုတော့တို့တို့အတွက်စိတ်မပူကြပါနဲ့ နော် CCTV ပဲထွက်ထွက်သူတို့တို့စိတ်မပူကြပါနဲ့လို့ပြောတဲ့ခါမှာတဲ့ခွနတန်းကျော်နေထိုင်တဲ့ရန်ကုန်ကလူတီကခုနှစ်ယောက်တောင်မှသူတို့တို့စိတ်ပူမှာမဟုတ်ဘူးသူတို့ရဲ့မိဘတွေလည်းပဲစိတ်ပူမှာမဟုတ်ဘူးတေးရင်လည်းကောင်းတယ်လို့ပြောမှာပဲလို့ပြောတယ်ဆိုတော့ဒီနေ့ရန်ကုန်ကလူတီစိတ်ပူသလားမပူဘူးလားတော့မသိဘူးဒါပေမဲ့ပူရာတော့တော်လာရဲတွေပူကြတယ်တော်လာရဲတွေဆိုဘယ်သူလဲပြည်သူတွေပဲခွေးတွေမဟုတ်ဘူး နော်ပြီးတော့အခုရန်ကုန်ကလူတွေအားလုံးကငြိမ်ငြိမ်ချမ်းချမ်းနဲ့တနတ်ကြည်တန်းနဲ့မမီပဲနဲ့ငြိမ်ငြိမ်ချမ်းချမ်းနဲ့နေချင်တယ်လို့ပြောတဲ့အခါမှာရန်ကုန်ကမဟုတ်ပါဘူးမြန်မာပြည်တပီလုံးကိုငြိမ်ငြိမ်ချမ်းချမ်းနေချင်တယ်ဒါကိုနင်းတို့ကပြောတတ်တယ်ပြည်သူတွေငြိမ်ချမ်းစွာနေထိုင်ချင်တာကိုသိတယ်ဆိုလို့ရှိရင်နင်းတို့ရဲ့ခွေးဆက်လက်မခင်းနဲ့လေနင်းတို့ရဲ့ခွေးဆက်လက်မခင်းဘူးဆိုလို့ရှိရင်မြန်မာနိုင်ငံကအေးချမ်းပြီးသားပဲ ဒီနေ့ကျမတို့တော်လိုင်းရဲတွေတောင်းဆိုတဲ့အချက်၆ချက်ထဲကပထမအချက်ဖြစ်တဲ့အရာကအခုနင်းတို့ယူထားတဲ့အာနာကို အာဏာရဲ့ပိုင်ရှင်တွေဖြစ်တဲ့ပြည်သူလူထုတွေရွေးကောက်ထားတဲ့အစိုးရတွေကိုပေးလိုက်ရင်မြန်မာနိုင်ငံကငြိမ်းချမ်းပြီးသားဖြစ်တယ်။စပွိုင်းဝိုင်းထဲမှာထိုင်ပြီးတော့ငြိမ်းချမ်းရေးစကားလည်းပြောချင်မလို့ဘူး။ကြီးတဲ့တော့မှလည်းခွဲချင်မလို့ဘူး။တရုတ်ဘော၊ရုရှားဘော၊ဘယ်လာရုစ်ဘော၊ဒီဘော၄တော့မှဆရာလည်းမလို့ဘူး။နင်းတို့ရဲ့တိတ်ခါလည်းကြဆရာမလို့ဘူး။နင်းတို့ဖာနင်းတို့အထုပ်ဆွဲပြီးမှနင်းတို့စစ်တပ်ကိုတွားလိုက်တယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံကဘာမှလုပ်ဆရာမလို့ပဲနဲ့ငြိမ်းချမ်းပြီးသားဖြစ်တယ်။ နော်ရန်ကုန်ကပြည်သူကြီးပဲတနတ်တံကိုမုန်းနေတာမဟုတ်ဘူးမြန်မာနိုင်ငံမှာရှိတဲ့လူတိုင်းကတော့စစ်တံကိုမကြိုက်ဘူးခွေးကလွဲရင်နော်ဒါကြောင့်မြန်မာနိုင်ငံကိုငြိမ်းချမ်းချင်ရင်စပွဲတုံလုံးတောင်ရှာချမ်းမလိုပါဘူးနင့်တို့နေရာကိုနင့်တို့သိတယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံကငြိမ်းချမ်းပြီးတာဖြစ်တယ် နော်ဒါကြောင့်အခုဒီလိုမျိုးတန်ယုံမှုလည်းဟုတ်တယ်စစ်ခွေးကထွက်လာခဲ့တဲ့ဘူမူကြီးလည်းဖြစ်တယ်ဒီလိုမျိုးကိုတောင်မှနင်းတို့ပြောတဲ့အောက်တန်းစားတပုံဒီတတ်နိုင်ခဲ့တယ်ဆိုလို့ရှိရင်နင်းတို့ဘောမဒီလိုမျိုးကလေကချဲအစ်စ်တမ်းမရှိတဲ့သူတွေကိုတော့အချိန်မရွေးနော်မင်းမင်းလို့လှုပ်လိုက်နိုင်တယ်ဆိုတော့ကိုတော့နင်းတို့မမေ့ကြပါနဲ့ဒီနေ့နင်းတို့ကငရုတ်ကိုတပုံလို့ပဲပြောပြောအတန်းဖက်လို့ပဲပြောပြောအောက်တန်းစားလို့ပဲပြောပြောအရေးကြီးတာကတော့ နင်းတို့အထက်တန်းစားလို့ခေါ်တဲ့လူမျိုးကြီးဝါသားသုံးဆွဲတဲ့သူတွေခွေးယူပြန်တဲ့စစ်ခွေးတွေအာနာရှင်ခွေးတွေအကုန်ပြောင်းသွားမှာကိုပဲနင်းတို့မှတ်ထားပါနော်ငါတို့ကနင်းတို့ဘလို့တတ်မှတ်ခြင်းမတတ်မှတ်ခြင်းဟာကျတော့တော့ဘာမှထိရောက်မှာမဟုတ်ဘူးထိရောက်တာဟာနင်းတို့ဖြစ်တယ်ငါတို့ကတော့လာမတုနဲ့ပြီးသူတရက်လုံးဘာလို့ခြင်းတလေဆိုတော့ကိုနင်းတို့ခွေးတွေတိလို့ရှိရင်နင်းတို့တော့အဆင်ပြေမယ်မတိဘူးဆိုလို့ရှိရင်ဒီထက်လောင်တစ်ထက်လောင်ဖြစ်သွားမယ်နော်ဟိုမှာလေရင်မိုးတွေ မြည်ကဲတူတူလေးဖြစ်သွားတာမြင်နေနော်အဲ့တပိုဆိုးသွားလိမ့်မယ်ဒါပဲပြောမယ်ပြည်သူတွေအားလုံးစမ်းမပြေရှိကြပါစေ